ားလုံးပဲမင်္ဂလာပါဒီချဲတော့ grade 12 physics ကိုသင်ကြမယ်ဒီချဲဝါမွေးဖြစ်ပါတယ်ယနေ့သင်ကြားမာလီကတော့ chapter 5 heat transfer and thermodynamics တဲ့ကနောက်ဆုံးဖြစ်တဲ့ exercise ပုစာလေးကိုလေ့လာကြည့်ကြရအောင်ဟုတ်ပြီ exercise 1ကဘာပြောတာလဲဆိုရင် free thermodynamics Explore is unit in SI unit. တာမဲကွန်တက်ပြီးအပူရှောက်ကူးကိန်းနေရပါတယ်။ပြီးသူရဲ့ SI unit ကဘာလဲလို့မိထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီလိုဖြေကြမယ်။ Data mai quantitative or immaterial can be defined as the rate or heat transfer per unit area per unit temperature gradient. တယူနစ် area တယူနစ်အပူချိန်တွေမှာရှိနေတဲ့အပူတွေရဲ့ကူးပြောင်းနှုန်းကိုဒီချေလို့တာမဲကွန်တက်တပီလို့ခေါ်ဆိုတာဖြစ်ပါတယ်။ The unit of thermal quantitative is word bar meter bar kelvin ဆိုပြီးတော့ ်ပေးထားတာဖြစ်ပါတယ်။နောက်တစ်ခု why an or a poker is playing fire မိထဲမှာမီးစွာတန်ချောင်းတွေချောင်းကိုထားလိုက်မယ်။ after some time အဲ့ဒီချိန်တွင်းမှာပဲ they the other end began hot ကျေရူမီဆောက်တန်ချောင်းတွေကပူလာမယ် explain how he is transfer along the poker poker တောက်လျှောက် poker ဒီမီဆောက်တန်တချောင်းလေးပေါ့နော်တန်ချောင်းတစ်လျှောက်မှာအပိုလေးဘလူးကူးပြောင်းလာတယ် name the matter or he transfer in this case ဒီ method ကဘာ၄လဲ condition လား conversion လား re-region လားဆိုတာမိထားတာဖြစ်ပါတယ်။ဟုတ်ပြီစကြည့်ကြမယ်။ effort the and or the poker please in the fire gain he energy အပူလေးပေါ့ဒီမီးပေါ်ကနေပြီးတော့တန်ချောင်းလေးရအပူလေးပထမဆုံးရောက်ရှိလာတဲ့အခါမှာ then the other and become her by successive distribution or he energy and mother agency part တောက်လျှောက်ဒီရောက်လို့ပစ္စည်းတစ်ခုလုံးမှာအပူလေးလျှောက်ကူးလာမယ်။ the matter or heat transfer in heat condition ဒီဖြစ်စဉ်သည်အပူရှောက်မှု ဖြစ်စဉ်ပဲဖြစ်ပါတယ်။နောက်တစ်ခုလေ့လာကြည့်ကြရအောင်။အဆက်ဆက်ဒီလိုလေ့လာကြည့်ကြရအောင်။အဲ့ဒီ basin very ordinary closer travel or into space the liquids in the body were boiling why explain how a space suit can prevent this effort အကာသောက်ကိုခိထွက်တဲ့အခါမှာလူတစ်ယောက်ကတာမန်ဝစ်စားပဲဝစ်စင်တဲ့အခါရင်သူ့ရဲ့ခန္ဓာကိုယ်မှာအရေးတွေစုပွက်လာမယ်။ဘာကြောင့်လဲ။အကဲအင်းများ အာကာသဝတ်စုံကိုဝတ်ဆင်ခဲ့မယ်ဆိုရင်တော့ဘယ်လိုကာဝယ်ပေးမလဲလို့မေးထားတာဖြစ်ပါတယ်။ The boiling point water and normal pressure is 100 degrees Celsius. သာမန်အပူချိန်စူပွက်မှုသည်100 degrees Celsius ရှိပြီးတော့ but the boiling point decreases at the pressure decreases. စူပွက်မှုတွေရောကြလေ၊ပေရှားလေးရောကြမှာဖြစ်ပါတယ်။ At this speed အာကာသမှာဆိုရင်တော့ the pressure is very low and so at the boiling point pressure တမိုးနေကြလေ၊ boiling point စူပွက်မှုလည်းနေကြမှာဖြစ်ပါတယ်။ that ဒါကြောင့် if a person wearing ordinary clothes travel or into space space the liquid in the body will boil at the barometer အဲ့လိုအခြေအနေတောင်တာမန်ဝစ်စားနဲ့အာကာသခီးထွက်တဲ့အခါမှာခန္ဓာကိုယ်မှာအရေးကြီးစုပွက်လာမှာဖြစ်ပါတယ် to prevent the ဓာရီကိုကာကွယ်ဖို့ရန်အတွက် a space suit is contrasted to make sure there is no heat transfer between the man and his environment ပဝင်းစင်နဲ့လူနဲ့ကြားမှာရှိနေတဲ့အပိုကူးပြောင်းမှုတွေကိုဒီအာဂါသာဝုဆောင်ကိုဝူးစင်ချင်းအပြေကောက်ဝဲပေးမှာပဲဖြစ်ပါတယ်။ဟုတ်ပြီနံပါတ်4ကိုဆက်ကြည့်ကြရအောင်။နံပါတ်4လေးက Encorizin အဲ့ဒါဒေတာတွေမှာဆိုရင် it is sun their bird on the branches or trees offer refer their feather တကန်းမှာငါနားနေတဲ့ငှက်လေးတဲ့သူရဲ့ခန်းတော်မှာရှိနေငှက်ပွင့်လေးတွေကိုဖြွာပြီးတော့နေထိုင်နေတယ်ဒီလိုအခြေအနေတွေတော့ explain the reason why the buffer warm by referring their feather သူတို့ငှက်မွေးတွေကိုဖြွာခြင်းအဖြစ်ခန္ဓာကိုယ်ကိုနွေးထွေးအောင်ဘလို့တွေပြုလုပ်လေလို့မိထားတာဖြစ်ပါတယ် by referring it can enter in betray a mouth feather ဒီလိုဖြွာခြင်းအဖြစ်ခန္ဓာကိုယ်ထဲကိုလေတွေရောက်ရှိလာတဲ့အခါမှာဒီအတောင်ပံလေးကလေတွေကိုဖမ်းယူမယ် detra as as an insulator လေတွေကိုလျှက်ကအဖြစ်အသုံးပြုပြီးတော့ to reverse heat transfer အပူကူးပြောင်းမှုတွေကိုကာကွယ်ပေးမှာဖြစ်ပါတယ်ဒီလိုအခြေအနေကြောင့် that the birth fair wound ခန္ဓာကိုယ်မှာနှွေးထွေလာမှာဖြစ်ပါတယ် how does a blanket wrap around your body give you want on a good day တနည်းဒါလုံးအင်းနေတဲ့တနည်းဒါလုံးမှာခန္ဓာကိုယ်မှာဆောင်းဝခြုံထားတဲ့ခါမှာဘလူးခန်းစားရလေးလို့မိတာဖြစ်ပါတယ် when you wrap a blanket around our body ကျွန်တော်တို့ခန္ဓာကိုယ်မှာဒီဆောင်းဝခြုံထားခြင်းအဖြစ် air it in the blanket fiber ဆောင်းလေးဒီမှာရှိနေတဲ့ ခြိမင်းလေးတွေကနေပြီးလေတွေကိုဖမ်းမယ်အဲ this air ssn insulator ဒါဒီလျှက်ကအဖြစ်ဖြစ်ပြီးတော့ prevent the heat loss key air wound အပူတွေဆုံးရှုံးမှုကိုဖြစ်ပြီးတော့နောက်ဆုံးနှွေးထလာမှာပဲဖြစ်ပါတယ်။ဟုတ်ပြီနံပါတ်6ကိုလေ့လာကြည့်ကြရအောင်။နံပါတ်6ကဒီချယ်ရုကို explain နဲ့ရှင်းပြခိုင်းတယ် why a triangle ပုံနဲ့တကွာရှင်းပြခိုင်းတယ် why an air conditioner should be bad position high နေရတဲ့ ceiling or a room အခန်းရဲ့မျက်နှာပြင်ပေါ်နော်မျက်နှာချက်ပေါ်မှာဒီချေရိုးတွေအဲကွန်ကိုထားခြင်းအဖြစ်ဘလို့ချင်းနေတွေရှိလဲဆိုတော့ကိုပုံလေးနဲ့တကွာရှင်းပြခိုင်းတာဖြစ်ပါတယ်။ဟုတ်ပြီဒီချေကဒီမှာအောက်မှာ figure လေးပြထားတယ်။စာသားကကြတော့ air conditioner are best position height near the ceiling or room မျက်နှာချက်ရဲ့အနီးနားမှာဒီချေရိုးအဲကွန်ကိုအမြင့်ဆုံးမှာထားလိုက်တဲ့အခါမှာ the core air that is blow were sent because it is denser than that weren't in their room အခန်းထဲမှာရှိတဲ့လေဘူးတွေနဲ့ဆောင်လို့ရှိရင်လီအေးတွေကတိတ်သေးစားတွေနေတဲ့အတွက်ကြောင့်သူတိုက်ခိုက်လာတဲ့လီအေးတွေကနေအစားထိုးပြီးတော့နောက်ဆုံး the war air is so display were rise and be drawn into the air conditioner 180ကိုလီဘူးတွေအစားအစားထိုးပြီးတော့နောက်ဆုံး finally မှာဒီချေတို့တွေတခန်းလုံးကိုလီအေးတွေအစားထိုးသွားမယ်ဒီ conditioner ရဲ့အခြေအနေကြောင့်အောက်မို့ figure လေးနဲ့တကွအောက်မှာဖော်ပြ figure ကိုဒီချေတို့မျက်နှာကျရဲ့အမြင်လေးမှာထားအနားမှာထားထားရင် မူလမှာတော့အနီရောင်လေးတွေကတချဲလိုလေးဘူးလေးအောက်ကပြန်ရောင်လေးတွေကလေအေးတွေတနည်းအားဖြင့်လေဘူးတွေထွက်မယ်အက်ကွန်ဒီရှင်နာကနေပြီးလေအေးတွေထွက်မယ်ဒါတွေဒီအစားထိုးပြီးတော့နောက်ဆုံးမှာတခန်းလုံးကိုအေးတဲ့နေရာအဖြစ်ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒါဒီမျက်နှာချက်မှာအဲကွန်ကိုတက်ဆင်ခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးပဲဖြစ်ပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင် Wind Tree Generally Worry Dark Clothes in the Winter and Light Color Clothes in the Summer ဆောင်းရာသီထဲမှာ မဲတဲ့အရာဝတ်အရာဝတ်စားတွေကိုဝတ်ဆင်ခြင်းနဲ့နွေရာသီမှာတခြားတို့တွေအလင်းနဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းကဘာတွေဘယ်လိုကြောင့်ဝတ်ဆင်တာလဲလို့မိထားတာဖြစ်ပါတယ်ဟုတ်ပြီဒီလိုဖြစ်မယ် we will like or white color clothes in summer because light color refers sunlight awareness he so our body is free from heat ဆိုလိုချင်တာက light to အဖြူရောင်ဝတ်စားတွေကိုဝတ်ဆင်ခြင်းကတခြားနေရာတိမှာဆိုလို့ရှိရင်ခန္ဓာကိုရောက်ရှိလာတဲ့နေအောင်ကြည်ဆွမ်းအားတွေကို short ချဖို့ရန်အတွက်ကိုဝတ်ဆင်တာဖြစ်ပါတယ်။ဘတ်ဒါပေမဲ့တော့ in winter we wear dark color clothes because dark color absorb sunlight our heat ဆောင်းနေမှာဆိုတော့အနက်ရောင်ဝတ်စားတွေကိုဝတ်ဆင်ခြင်းကနေအောင်ကြည်ကနေအပူတွေကိုဆုပ်ယူပြီးတော့ခန္ဓာကိုယ်တွေကိုအပူရောက်ရှိဖို့အတွက်ဝတ်ဆင်တာပဲဖြစ်ပါတယ်။ Can work in kitchen in winter by leaving the oven draw oven မီးဖို့ခန်းထဲမှာစောင်းရာဒီမှာဆိုလို့ရှိရင်မီးဖို့ခန်းတခန်းလုံးကိုနှွေးထွေးဖို့ရန်အတွက်ဒီချေလိုမီးဖို့တွေကိုဖွင့်ထားနည်းနှွေးထွေးနိုင်လားလို့မိထားတယ်နောက်တစ်ခုက can you go the kitchen on in hot and marty by leaving the refrigerator door open explain နွေရာသီမှာဆိုလို့ရှိရင်တော့မီးဖို့တောင်တစ်ခုလုံးကိုအေးဖို့ရန်အတွက်ရေခဲတက်တာကိုဖွင့်ထားရင်ရောအေးလာလို့မိတယ် expansion kind. ဟုတ်ပြီတခြားတို့ဒီလိုရှင်းမယ်။ The heating coil want the air in the oven and the war air will warm the room အခန်းထဲမှာဒီ oven drawer oven တွေကိုတချဲလိုဖွင့်ကြားခြင်းအပြင်ကွင်ကနေအပူတွေရရှိလာပြီးတခန်းလုံးကိုနှွေထွေလာမှာပဲဖြစ်ပါတယ်။ If you leave the refrigerator drawer open, the kitchen war air ever faster, the first word or core air may go thin, drawn in later. But in the long run, the room will get warmer. ဆိုလိုချင်တာကရေခဲတက်တာကိုတချဲလိုနှွေးတဲ့နှွေးရသည်မှာဆိုရှင်ရေခဲတက်တာကိုဖွင့်ခြင်းအပြင် ဟိုတခန်းလုံးပူလာနိုင်တယ်။ဒါပေမဲ့တော့အနည်းနာမှာရှိနေတဲ့အရာဝတ္ထုကိုလည်းပူနိုင်သလိုအဝေးမှာရှိတဲ့အရာဝတ္ထုတွေကတော့အချိန်ကြာလာတဲ့အမြဝေကက်ဝမ်မှာနှွေးထွေလာမယ်ဆိုတာကိုတော့သတိထားရမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်။အဲ့တော့ဒီချက်တို့ exercise ပုတ်စာပေါ့တက်စာရီကပါဆိုတဲ့ the area and thickener or a glass plate or window are 0.25 meter squared and 4 mm respectively သူတို့ရဲ့ area တန်မိုးပေးထားတယ်အလျားတန်မိုးတွေပေးထားတယ် the thermometer inside surface or glass plate a 25 degree celsius and a outside thermometer a 26 degree celsius ဒီထဲတို့ကို T2 တန်မိုးတွေ T1 T1 နဲ့ T2 တွေကိုပေးထားတယ် find the amount or heat that passes through the glass plate in 1 hour အချိန်တစ်နာရီအတွင်းမှာဖြတ်သွားတဲ့ amount or heat ဒီထဲတို့ကို data Q ကဘယ်လောက်လဲလို့မေးထားတာဖြစ်ပါတယ် data မှာ quantitative oglass a 0.7a watt per meter per kelvin ဆိုပြီးတော့ဒီချေတို့ရဲ့အပူလျှောက်ကိန်းတွေကိုလည်းပေးထားတယ် area က a equal to 0.25 meter square air က4 mm millimeter ကို meter ပြောင်းတဲ့အတွက်ကြောင့်4နဲ့တက်မှာ -3 meter ဒီတနည်းအဖြစ် t2 မိုင်းနဲ့ t1 ကိုရှာကြည့်တဲ့အတွက်ကြောင့် 26°C ကနေ 25°C နှုတ်တော့ 1°C ဝမ်းခဲ့ပြီဆိုပြီးတော့ရရှိလာပြီအချိန်ကတချဲတို့မိကုန်မှာပြီးတာဝမ်းဟာဝါအချိန်တနာရီလို့ပြောတဲ့အတွက်ကြောင့်ဟာဝါကိုစက္ကန့်ပြောင်းကျင်နေတော့3600နဲ့မြောက်တော့3000 600စက္ကန့်ဆိုပြီးတော့ရရှိလာပြီကေဗင်ကန်မိုးကပေးထားတဲ့ကပါကေတန်မိုးကကပါကေ0.78ဝတ်ပါမီတာပါကေဗင်အမောအဟိဒတာ Q လို့လည်းပြောလို့ရလို့ဒီထဲတနည်းအားဖြင့် Q လို့လည်းပြောလို့ရတယ်ဒီလိုအခြေအနေကြောင့်ဒတာ Q equal to customer if robra second e တစ်စက္ကန့်တွင်မှစီးဆင်းသွားတဲ့ h condensed equal to kappa k d2 minus d1 by a kappa k နေရာမှာ0.78 into a နေရာမှာ0.25ကျေတော့ t2 minus d1 ကတော့1 a နေရာမှာ4 into တက်မှာပါ minus 3ဒါ၄ကို calculation ပြုလုပ်လိုက်တော့ h content equal to 48.75 watt ဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ်ဒါတော့ q လို့ချင်း H နဲ့သူရလာတဲ့ H content နဲ့အချိန်တန်မိုးနဲ့မြောက်တော့ H နေရာမှာက48.75 into D နေရာမှာ3600ဒါတွေကို calculation ပြုလုပ်လိုက်တော့175500 1.7c into 10 power 5 joule ဆိုပြီးတော့ဒီချေတို့တူတန်မိုတနည်းအားဖြင့် amount of heat တန်မိုလေးရရှိလာပြီဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ပုတ်ကြည့်ကြရအောင်။ How much heat per second a contained through a wooden wall or area 25 meter square and thickness 0.04 meter ။ it the temperature inside in 20 degree celsius and the temperature outside in minus 10 degree celsius the thermal conductivity or who is 8.37 into 10 - minus 2 watt per meter bar kelvin ဒီချေတို့တစ်စက္ကန့်မှာစီစဉ်သွားတဲ့အပူတံမိုးတွေကိုမေးထားတယ်အေတံမိုးပေးထားတယ်အေတံမိုးပေးထားတယ် T1 နဲ့ T2 တွေပေးထားပြီးတော့ကပ္ပကီတံမိုးလည်းပေးထားတာဖြစ်ပါတယ်ဟုတ်ပြီပေးချက်လေးတွေကြည့်ကြရအောင် A ကွက်တူ25 m2 L ကွက်တူ0.04 m T2 - T1 ကိုလိုချင်ရင် T2 20 degree celsius ကနေတချို့ minus minus 10 degree celsius ကိုနှုတ်မှဖြစ်ပါတယ်ဒါတွေကို minus minus ဆိုတော့ plus ဖြစ်တော့30 degree celsius 30 kelvin ကိုရရှိလာပြီဖြစ်ပါတယ် kelvin တန်မိုကတချို့ကပါကီတန်မိုက8.37 into ဓာတ်မှာ minus 2 watt per meter ပါ kelvin ဟိပါစကန်ဆိုတော့ h equal to question man s content equal to ကပါကီ22 minus 21 by a ကပါကီညမှာ8.37 into ဓာတ်မှာ minus 2 into 25 into T2 မနဲ့ T1 ကတကယ်လို့တက်တယ်အဲနေရာမှာ0.04ဒါတွေကို calculation ပြုလုပ်လိုက်တော့1569ဝတ်ဆိုပြီးတော့တကယ်လို့ h content ဟိပါစက္ကန့်တစ်စက္ကန့်တွေမှာပြောင်းလဲသွားတယ်တကယ်လို့ရဲ့ပူတန်မှုတွေရရှိလာပြီဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုက11က The filament or hydro war electric bar is made of tungsten tungsten နဲ့ပြုလုပ်ထားတယ်သူရဲ့ဝတ်တံမှုကတရားပြီးထားတယ် The emissivity of Tungsten is 0.3, Itamoli ပေးထားပြီးတော့ and is land အလျားက0.2 meter. Find the diameter of the flame. It it is temperature is 3000 Kelvin. When the bar is switch on မီလုံးလေးဖွင့်လာတဲ့အခါမှာသူ့ရဲ့အဖိုးချိန်က3000 kelvin ရှိပြီးတော့သူ့ရဲ့ diameter ဘယ်လောက်လဲလို့မေးထားတယ်စကမာတမိုးက5.685 into 10 power minus a watt per meter square bar kelvin 4လို့ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီ base set တွေကြီးကြအောင် h က100 watt air က0.2 meter t က3000 kelvin e က0.3စကမာတမိုးက5.85 into 10 minus a watt per meter square bar kelvin 4 diameter လို့မေးတဲ့အတွက်ကြောင့် d equal to question mark လို့ရေးသားမှာဖြစ်ပါတယ် မူရင်းဖော်မြူလာဖြစ်တဲ့ h radiation ရဲ့ဖော်မြူလာက h radiate e စက္ကမ et power 4ဒီချေတို့ကို a တန်မှုမပြီးထားတဲ့အတွက်ကြောင့် a နေရာမှာ pi d a ဆိုပြီးတော့ဒီချေတို့ဒီ a လေးနေရာမှာ pi d a လေးကိုအစားသွင်းမှာဖြစ်ပါတယ်။အဲဒါကြောင့်ဒီချေတို့ h radiate ကကိုမေးကုန်မှာပြီးထားတဲ့100 e တန်မှုက0.3စက္ကမတန်မှုက5.0.8 pi နေရာမှာက3.142ဒီကရှာမယ် a နေရာမှာက0.2 တီလေးထပ်ကကြတော့3000ထဟိုးပါဝါ4ဆိုပြီးတော့ဒါရီကို calculation ပြုလုပ်လိုက်တော့ d ကွက်တူ1.153 10ပါ -4 မီတာဆိုပြီးတော့တိချဲတို့တွေရရှိလာပြီဖြစ်ပါတယ်ဒါသည် diameter အချင်းကိုရှာရတာဖြစ်ပါတယ်နောက်တစ်ပုဒ်လေးလာကြည့်ကြရအောင်နောက်တစ်ပုဒ်က number tracker determinator in flammen e 2500 kelvin when the bar is switched on မီလုံးလေးဖွင့်တဲ့အခါမှာအပူချိန်ဒီလောက်2500 kelvin ရှိတယ် the diameter of the flammen ဒီတန်မိုးက0.1 mm ပေးထားတဲ့အံပြီးတော့ it is made of metal or emissivity 0.35သူ့ရဲ့ emissivity တန်မိုးက0.35ရှိတယ် it the power is 40 watt find the land or the flame အလျားတံမိုးဘလောက်လဲလို့မေးထားတာဖြစ်ပါတယ်ဒီချိန်တို့ကိုပေးထားတာကဖူချင်း d equal to 2500 kelvin ဒီတံမိုးက0.1 mm မီလီမီတာကိုတချင်တို့ပြောင်းလိုက်တော့0.1 into -3 ဆိုပြီးတော့ရေးသားလို့ရတယ်။ e = 0.35 h equal to 14 watt စက္ကမ equal to 5.65 into 10 minus 8 watt per meter square per kelvin 4အလျောင်းကိုရှာခိုင်းတဲ့ find the land or the flame ဆိုတော့ l equal to question mark လို့ရေးသားမှာဖြစ်ပါတယ်။ h radiant equal to e စက္ကမ at power 4 h radiant equal to e စက္ကမ pi dl at power 4 ီမှာကဒီခေါက်ကရှေ့ပု္ပ္ပာမှာကဒီကိုရှာပြီးတော့ဒီပု္ပ္ပာမှာကအဲကိုရှာမယ့်အတွက်ကြောင့် h radius က14 e က0.35 sigma က5.685 into တက်မှာ -8 pi က3.142 into ဒီနေရာမှာကဒီကြိုကုနာကတက်မှာ -4 ပြောင်းလိုက်လို့ရတယ်တက်မှာ -4 into အဲကရရှာမယ် t power 4က2000စဉ်500တဟူပါဝါ4ဒါတွေကို calculation ပြုလုပ်လိုက်တော့ l equal to 0.1635မီတာဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုက from calculation based on the radiation measurement of solar energy falling on the r it is found the sun irradiating energy at a rate of 62.5 megawatt per meter square assuming that the sun is emitting energy at a black body find the temperature of the surface of the sun ညနေပြီးမှရှိနေတဲ့သူ့ရဲ့အပူချိန်တွေကိုတချဲတွေကိုမေးထားတယ်။အစလုံးတော့တန်ဖိုးက62.5မဂါဝက်ပါမီတာစကွဲ62.5ကိုတက်မှစဝက်ပါမီတာစကွဲဤတန်ဖိုးက1တချဲတွေကို temperature တန်ဖိုးရှာခိုင်းနေတဲ့အတွက်ဒီကွက်တူ question mark စကမာ equal to 5.5 into တက်မှ minus a ဝက်ပါမီတာစကွဲပါ kevin 4အဆလွန်နော့ equal to စကမာ d power 4ဖြစ်တဲ့အတွက်ကြောင့်ဒီကနေပြီးတော့အဆလွန်နော့တန်မိုက62.5 into တန်မာဝါစင် စကမာနီယမှာ5.5 into 10 power 1 minus 8 t4 ဝရှာမယ်။ဟုတ်ပြီဒါတွေကို calculation ပြုလုပ်လိုက်တော့ t4 တန်ဖိုးက11 into 10 power 14ရရှိလာပြီ။ t ကိုလိုချင်တဲ့အတွက်ကြောင့် t လေးထပ်ကိုရှာတော့ t equal to 5759 kelvin ဆိုပြီးတော့ဒီတန်ဖိုးရရှိလာပြီဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ပုဒ်လေးလာကြည့်ကြရအောင်။ If the real energy radiation from a blackberry or area 100 cm2 is 42 watt, find the temperature of that blood body သူရဲ့အပူတွေစီးဆင်းနေနှုံးနေရနေပြီးတော့ဒီလို blood body မှာရှိနေအပူတွေဖြာထွက်ခြင်းရဲ့ area က100 cm square ရှိပြီးတော့အပူနှုံးက42 watt ရှိတယ် find the temperature ဒီချက်တို့ကိုဒီတန်မိုးရှာခိုင်းတာဖြစ်ပါတယ် a equal to 100 cm square cm ကိုမီတာပြောင်းကျင်တော့10 power minus 2ဆိုတော့နှစ်ထပ်ဆိုတော့10 power minus 2 the whole square ဆိုပြီးမြောက်တော့နောက်ဆုံးမှာဒီချက်100 into 10 power minus 2မီတာ the whole square လို့သတ်မှတ်မှာဖြစ်ပါတယ် E equal to a 1 blood body မှာဆိုလို့ရှိရင် emissivity တန်ဖိုးဒီအမြဲတမ်း1ဖြစ်ပါတယ် H equal to 42 watt T equal to question mark sigma equal to 5.65 into 10 to the minus 8 watt per meter square bar kelvin 4လေးတခြေလိုသတ်မှတ်ထားတယ် H equal to E sigma AT power 4ဒီမှာ A တန်ဖိုးတွေပေးထားတဲ့အတွက်ကြောင့်တခြေလို H ညာမှာ42 အင်းညမှာကတော့အမြဲတမ်း one bay black body မဟုတ်လို့စကမာညမှာ5.85 into ဓာတ်မော် minus a ဧရိယာညမှာကခုနက100 into ဓာတ်မော် minus တနည်းအားဖြင့် minus 4 bar minus 4ရက်2ဆိုတော့ရှင်းလိုက်တော့တန်းပါဝါ minus 2လေးရရှိလာပြီ t power 4ဝါရှာမယ် t4 equal to 7.38h into ဓာတ်မော် 10thermometer တီတံမိုးပဲရှာခိုင်းတဲ့အတွက်ကြောင့် t လေးထပ်ကိုပြန်ရှာတော့ d equal to 521.4 kelvin ဆိုပြီးတော့ temperature တက်မှုလေးရရှိလာပြီဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ပုတ်လေ့လာကြည့်ကြရအောင်နောက်ဘုကနံပါတ် 15r compare the rate of energy radiation or in black body at temperature 327 degree celsius and at 27 degree celsius အပူချိန်329 329ဒီဂရီဆက်စီယက်နဲ့29ဒီဂရီဆက်စီယက်မှာရှိနေတဲ့တီချယ်တို့ရဲ့ blood body မှာရှိနေတဲ့ energy radiation အပူဖြောင်းကူးမှုတွေကိုနှုံးတွေကိုနိုင်ရှင်ခိုင်းတာဖြစ်ပါတယ်။ဟုတ်ပြီ။ပေးချက်တွေကိုလေ့လာကြည့်ကြရအောင်။ဒီတူတမ်ဘုတ်က327 Kelvin ပြောင်းကျင်တဲ့တော့273နဲ့ပေါင်းတော့600 Kelvin T1 က27ပေးထားတယ်။ Kelvin ပြောင်းကျင်တော့273နဲ့ပေါင်းတော့300 Kelvin ရရှိတော့နောက်ဆုံးမှာကအပူတွေပေါ့ the rate or energy radiation ဆိုတာတနည်းအားဖြင့် heat တွေကိုနှိုင်းရှင်ခိုင်းတဲ့အတွက်ကြောင့် h1 ကို d h2 နဲ့စာမှာဖြစ်ပါတယ်။အဲ့ရဲ့ formula ဖြစ်တဲ့ h to e sigma mar e d power 4။ဟုတ်ပြီ h1 ကို d h2 နဲ့စာတော့ e sigma e d e sigma AT1 power 4 by E စက္ကမ AT2 power 4အီတမိုဒီလည်း constant ဖြစ်တဲ့အတွက်ကြောင့်ကြည်ဝမယ်စက္ကမလည်း constant ဖြစ်တဲ့အတွက်ကြည်ဝမယ်အီတမိုတွေဒီလည်းဧရိယာတွေလည်း constant ဖြစ်တဲ့အတွက်ကြည်ဝတော့နောက်ဆုံးမှာ t1 t2 တဟိုးပါဝါ4လေးကျန်မှဖြစ်ပါတယ် t1 နေရာမှာ300 t2 နေရာမှာ600ဒါကိုစားလိုက်တော့တချေတို့အဖြေက1 by 1 by ဟိုဘောတချေတို့အဖြေကနောက်ဆုံးမှာကရှိလိုက်တော့1 by 16ဆိုပြီးတော့ရရှိလာပြီ h2 equal to 16 h1 ဆိုပြီးတော့ h2 တန်ဖိုးဒီ h1 တက်16စာတောင်များနေတယ်ဆိုတဲ့နှုန်းကိုရရှိလာမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုကတချေတို့နံပါတ်16ရတာ mention the most important condition for a process to be reversible in thermodynamics thermodynamics ပညာရပ်တွေမှာဗျောင်းမြန် process ကိုအသုံးပြုဖို့ကဘယ်ခြေအနေမှာအရေးကြီးဆုံးလဲလို့မေးတာဖြစ်ပါတယ် ။ဒီချေတို့ဒီလိုဖြစ်မယ်။ The most important condition for a browser to be reversible in thermodynamics is that the browser should be carried on infinitesimally slowly and the driving force should be small enough to maintain a state or equilibrium. တာမဲဒါသာမိုဒိုင်းနမစ်ပညာရပ်ဒီမှာဒီပြောင်းပြန်ဖြစ်စဉ်ကိုအသုံးပြုခြင်းကမူလမာရီယာသာမိုဒိုင်းနမစ်မှာရှိနေတဲ့စက်တီကိုအလွန်နှီးကွေးစွာနဲ့မျှကြေခြင်းနဲ့မှာအသုံးပြုတဲ့အတွက်ကြောင့်ဒီခြင်းနေသည်အလွန်ငယ်နေတယ်ဆိုတာကိုသတိပြုရမှာဖြစ်ပါတယ် for a gas system how my work is done in an isothermic iso isometry browser is being isometry ဖြစ်စဉ်တွေမှာဒီအလုံးလုံးမှုတွေပေါ့နော်စက်တီမာကတ်အသုံးပြုခြင်းအဖြစ်ဘလိုတွေပြုလုပ်လဲဆိုတာကိုရှင်းပြခိုင်းတာဖြစ်ပါတယ် when the volume or a thermodynamic system is constant thermodynamic ပညာရက်ဒီစက်တီမာဆိုရင်ဒီချေရို volume နေဒီ constant ခြေနေတွေဖြစ်နေတဲ့အတွက်ကြောင့် no work is done by the system backer w equal to p data b equal to 0 စစ်တန်ကောင်းနေအလုပ်တွေမလုပ်တဲ့အတွက်ကြောင့်ဝေါ်တန်ဒီတနည်းအားဖြင့်0နဲ့ညီတယ်ဆိုတာကိုလေ့လာသိရှိရမှာဖြစ်ပါတယ်။ An insulator system take in 6.5 kcal or heat and heat 2000 joule or water on it ။သူ့မှာရှိနေတဲ့ဒီချေရိုးရဲ့ Q တန်မိုးတွေပေးထားတယ်၊ W တန်မိုးတွေပေးထားတယ်။ Where is the chain in internal energy of the system? အတွင်းထဲမှာရှိနေတဲ့စက်တီးရဲ့ပြောင်းလဲမှုဒဒါယူကဘယ်လောက်လဲလို့မေးထားတာဖြစ်ပါတယ်။1 kilocalorie ဒီတနည်းအဖြစ်4184ဂျိုးနဲ့ညီတာဖြစ်ပါတယ်။သူပေးထားတဲ့ Q equal to 6.5 kilocalorie ကိုဂျိုးပြောင်းကျင်တော့6.5 into 4184ကိုဒီချေလိုမြှောက်လိုက်တော့27196ဂျိုးဆိုပြီးရရှိလာပြီဖြစ်ပါတယ်။ W က2000ဂျိုးချင်းအင်အင်တာနက်အန်အန်ဂျီလို့ပြောတဲ့အတွက်ကြောင့် data u equal to question mark data u equal to q minus w q နေရာမှာက 2719မိုင်းနဲ့2000တင်ကိုတီချဲတို့အစားတင်လိုက်တော့နှုတ်လိုက်တော့နောက်ဆုံးဖြေက25190ချိုးဆိုပြီးတော့အတွင်းထဲမှာရှိနေတဲ့စွမ်းအင်ဂျင်ပြောင်းလဲမှုတမိုးကိုရရှိလာပြီဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုလေးလာကြည့်ကြရအောင်။နောက်တစ်ခုကနံပါတ် 19g A heat engine undergo a process in which its internal energy increases by 275 joule while it is done while it is during 3 316 joule or more. how much he ate in or given out by the engine during this process ဒီဖြစ်စဉ်အတွင်းမှာတခြေတို့တွေအပူတွေထွက်သွားတဲ့အခါမှာအပူတွေဘလို့တွေဖြတ်သွားလဲဆိုတော့မေးထားတယ်ပေးထားတာကဒီခြေတို့ကို275ကဒါသာယူဒီခြေတို့ internal energy ပေါ့ချင်း internal energy ဒီတန်မိုးပေးထားတယ်316ကကြတော့ဒီခြေရိုးတွေ W demo ကိုပေးထားတာဖြစ်ပါတယ်။နောက်ပြီးပေးချက်တွေကြည့်မယ်။ Sinwar A dampening system system ကနေပြီးတော့အလုံးလုံးတဲ့ ဘိုင်းနေစစ်တမ်စစ်စရန်ကနေအလုံးလုံးတဲ့အခြေအနေမှာ QE ကွက်လို့ဘယ်လောက်လဲလို့မေးတယ်။ W က316 joule ဒဒါယူက275 joule ဒဒါယူ equal to q minus နဲ့ w q ကိုရှာစင်းတဲ့အတွက်ကြောင့် q equal to ဒဒါယူ plus w ဆိုတော့ဒဒါယူနေရာမှာ27 275 plus w နေရာမှာက316သူတို့နှစ်ခုပေါင်းလိုက်တော့635 joule ဆိုပြီးတော့ရရှိလာပြီ အောက်မှာကဖြေလိုက်တာက he ate chicken in the engine ဒီ engine နဲ့မှအလုံးလုံးတယ်ဆိုတော့ကိုပြောကြထားတာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ပုတ်လေ့လာကြည့်ကြရအောင်။နောက်တစ်ပုတ်ကတီချယ်ရိုးတွေက1 liter or any core at constant pressure and it is boiler a half and then it is allowed to express isothermally bred to a ori original original boiler draw the process on a pv triangle pv triangle နည်းနဲ့တကွာတီချယ်ရိုးကိုဖော်ပြခိုင်းတာ ရေတလီတာတနည်းအားဖြင့်လေပေါ့နော်လေတလီတာရှိနေတဲ့အခါမှာသူ့ရဲ့ဖီအားတွေဒီ constant chain နေနဲ့ရှိနေတဲ့အခါမှာမူလတဝက်ကိုအမှတ်တဝက်ကိုရောက်ရှိပြီးတော့နောက်ဆုံး final မှာမူလအမှတ်ကိုရောက်ရှိသွားတဲ့အကြောင်းကို figure လေးနဲ့တကားရှင်းခိုင်းတယ်။ဟုတ်ပြီတချေတို့ကဒီ figure မှာက constant peter mode ဒီအမြဲတမ်း constant ဖြစ်နေတယ်အဲ့ဒါမှသူ့ရဲ့အမှတ်တွေဒီ b မှတ်မှာပဲရှိတယ် ရေလီလေက1လီတာရှိနေတဲ့အတွက်ကြောင့်ဒီချေတို့အမှတ်က1လီတာကနေစမယ်အမှတ်စမယ်သူရတဝက်ကိုသွားမယ်တဝက်ကနေနောက်ဆုံးဖိုင်နေ original အမှတ်ကိုပြန်သွားတယ်ဒါဒီတနည်းအားဖြင့်ဒီချေတို့လေဒူဖီအားဒီဒီ constant အနေနဲ့လည်းတရှိပြီးတော့တဝက်ကနေနောက်ဆုံးဖိုင်နေမူလအမှတ်ကိုပြန်လဲရောက်ရှိကြောင်း PP Grady ဆွဲပေးထားတာပဲဖြစ်ပါတယ်နောက်တစ်ခုလေ့လာကြည့်ကြရအောင်နောက်တစ်ခုက in an isothermal process 27 degree celsius 2 kilo kilo more of an ideal gas A compressed from a volume of 4 liter to 1 liter. Find the water on the cistern. Cistern ကနေအလုပ်လုံလောက်လေးလို့မိထားတယ်။အာတမိုက813143ဂျိုးပေါ်မိုးပါခဲပင်ဆိုပြီးတော့တချဲလို့ဒီအာတမိုပြီးထားတယ်။ပြည့်ချက်တွေက27 degree celsius ဆိုရက် TE ကွက်တူ27 degree ကျေတော့ကေဘင်ပြောင်းကျင်တော့273နဲ့ပေါင်းတော့300ကေဘင်နောက်တစ်ခုက 2ကီလိုမိုးကတီချဲရဲ non more or more တွေကိုပေးထားတဲ့အတွက်ကြောင့် an equal to 2ကီလိုမိုးကီလိုတန်မိုးဒီတန်မာဝါ3ဖြစ်တဲ့အတွက်ကြောင့်2ကီလိုကနေပြီးတော့2000ဆင်မိုးဆိုပြီးတော့ရရှိလာပြီ V1 က4 liter VF final volume ကတီချဲရဲ1 liter အာတန်မိုးကပေးထားတဲ့8.3143ဂျိုးပေါင်မိုးပါခဲ့ပြီ The water on the system လို့မိတဲ့အတွက်ကြောင့် W equal to question mark သူရဲ့ formula ဖြစ်တဲ့ W equal to NRT LN VFY VI ။တနည်းအားဖြင့်ဒီချက်တို့ VI လို့လည်းတတ်မှတ်လို့ရတယ် V1 လို့လည်းတတ်မှတ်လို့ရတာဖြစ်ပါတယ်။အမို့ဒီမှာတော့ဒီချက်တို့ V1 လို့ရထားတယ်ဒီမှာက VI VI နဲ့ V1 ဒီတူတူပဲ။ဒီချက်တို့ number of number of မိုးနေရာမှာ2000အာနေရာမှာက8.3143 into ဒီချက်တို့ T က300 LN VFYVN နေရာမှာကတရှယ်ရို V 1 by LN 1 by 4လို့အစားသွင်းလိုက်တော့နောက်ဆုံးအဖြေကတရှယ်ရို W equal to minus 6.92 into ဓာတ်မာဝ6ဂျိုးလို့ရရှိလာပြီဖြစ်ပါတယ်ဒီမှာ plus တွေ minus တွေထွက်တာကိုအရှိနှုတ်တွေမှာတော့တရှယ်ကရှင်းပြခဲ့တယ်လို့ကြောင့် minus ထွက်လို့ရှိရင် system ပေါ်မှာအလုံးလုံးပြီးတော့ plus ထွက်ထရင် system ကနေအလုံးလုံးတဲ့အတွက်ကြောင့် minus ထွက်တဲ့အတွက်ကြောင့် what down on the system system ပေါ်မှာအလုံးလုံးတာဖြစ်ပါတယ်နောက်တစ်ပုတ်လေ့လာကြည့်ကြရအောင်နောက်တစ်ပုတ်က an automobile engine has an efficiency of 20% and produces an average of 23,000 joules of mechanical work per second during operation. Number one, how much heat input is required per second? The second time, you see, la me, a puri win a win ga balaw le. Number two, how much heat is deter always he from this engine per second the second အတွင်းမှာ waste ဖြစ်သွားမယ်ဒီခြေရူရဲ့အပူကဘယ်လောက်လဲလို့မေးထားတာဖြစ်ပါတယ်။ဟုတ်ပြီဒီခြေရူ ရဲ့ပေးချက်တွေကိုကြည့်ကြရအောင်။ Ether တန်ဖိုးက20%ပါဆန့်ပါဆန့်ကိုဒီချေတို့ရာခိုင်နှုန်းပြောက်ချင်တော့ဒီချေတို့တွေ100နဲ့စားလိုက်တော့0.2ရရှိလာပြီ။ W တန်ဖိုးက23000ကျိုးပေးထားတယ်။မေကူမာက heat import လို့မေးတဲ့အတွက်ကြောင့် Q8 equal to question mark ether equal to W by Q8 Q8 equal to W by ether W နေရာမှာ23000 ether နေရာမှာ0.2ဒါတွေကို calculation ပြုလုပ်လိုက်တော့115000 joule ဆိုပြီးတော့ရရှိလာပြီ ဟိဝစ်ကိုလိုချင်လို့ရှိရင်ခြေတို့အခုရရှိလာတဲ့ QH တွေကနေမူလပေးထားတဲ့ဒီခြေတို့ WW ကိုနှုတ်မှဖြစ်ပါတယ် QH minus W equal to QH နေရာမှာ115000ဒဲကနေ minus 23000ကိုနှုတ်လိုက်တော့92000ဂျိုးဆိုပြီးတော့ဒီခြေတို့ရဲ့ဝိတ်ဟီတံမိုးလေးတွေရရှိလာပြီဖြစ်ပါတယ်ဒီခြေဒီနေ့သင်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီခြေဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပုံမပြေဆုံးတဲ့သင်ခန်းစာတွေ မေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်